ကမြန်မာပြည်သားတွေဘဝကလည်းဘဒုဘအားကိုးလို့ကိုးရမှာမဖြစ်ဓမ္မအခုကျွန်တော်နှစ်ယောက်ရှိပြီเนาะမပြောပေးလို့အတင်းဝင်နေဖြစ်နေတို့ဒုက္ခတွေရွာမှာဖြစ်နေတဲ့ကိစ္စတွေကိုပို့လာတာအကျွန်တော်ကလည်းမအားတဲ့အတွက်ကျွန်တော်မပြောနိုင်တော့အခုမှဒါကိုစီကြီးကမပြောပေးပြောပေးပါလားဗျာတဲ့ကိုစီပြောရင်ကျွန်တော်တို့ရှိကလည်းအားရှိမှာတဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောပေးမှာအဲ့ဒါဘာဖြစ်နေလဲဆိုတော့လက်ရှိမြန်မာပြည်သားတွေဘဝဟာဘဒုဘအားကိုးလို့ကိုးရမှာမဖြစ်ဘူး PDF တွေစိုးမိုးတဲ့ data เนาะအဲ့ ်ပီဒီအက်တင်ရှိပြန်တော့ဘာလုပ်ကဲစစ်တပ်ကလေရင်နဲ့ဘုံကျဲတယ်လက်နက်ကြီးနဲ့ထုတယ်စစ်တောင်းထိုးတယ်မီးရှို့တယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အဲ့တော့ပီဒီအက်တင်မရှိတဲ့ဒေတာပြန်မလဲစစ်မှုထမ်းခြေတပ်သားခြေပေါ်တာဆွဲဟာမျိုးစုံနိုင်ခြင်းအဲ့တော့စစ်မှုထမ်းခြေကောက်တယ်ဆိုတာဓမြမှုနော်ပြီးမှတော်လှန်ရေးပြီးတဲ့နေ့ကျမှကျွန်တော်တို့အပေါ်ကမိတ်ပေးလို့ခိုင်းရတာမှပြောခွင့်မရှိဘူးနော်မင်းတို့အုပ်ကြီးတွေဘာဖြစ်လို့လဲလက်ရှိစစ်ကောင်စီဆိုတာကအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်အဖွဲ့ကို နိုင်ငံတကာကတရားဝင်အတိမတ်ပြုထားတဲ့ CRPH ကိုတိုင်ကအကြမ်းဖက်ပါလို့ကြေညာထားတာအလကားကြေညာထားတာမဟုတ်ဘူးအဲ့ဒါလို့လေဖြစ်မှာဆိုလို့ကြေညာထားတာဆိုတော့တရားဝင်လွတ်တော်ကနေအကြမ်းဖက်ပါလို့ကြေညာထားတဲ့ဒီအာဏာသိမ်းအဖွဲ့ခိုင်းစေမှုကြောင့်ဒီပတ်စံလိုက်ောက်တာစစ်မှုထမ်းခြင်းဆိုပြီးလိုက်ောက်တာတွေပေါ်တာဆွဲတာတွေအားလုံးဟာပြန်ပေးဆွဲမှုတွေဓမြမှုတွေတက်ရောက်ပါတယ်။ဘာဖြစ်လို့လဲခမရတို့အိမ်ကိုလက်နက်ကင်ထားတဲ့လူ၄-၅ယောက်လာပတ်စံတောင်းရင်ဘာပြောလဲ။ သမ ्या တိုက်တာလို့မပြောဘူးလားအခုစစ်မှုတန်းချင်းဆိုတော့အဲ့တိုင်းမဟုတ်ဘူးလားပြီးရင်ဒီကနေအဲ့ဒီအိမ်ကနေလူခေါ်ရမယ်ပတ်စံနဲ့လာရွေးမရွေးနိုင်တတ်တာလို့ပြီးရင်တို့အဖွဲနဲ့ထဲ့တာလို့လောက်ရင်ဘာပြောတယ်ပြန်ပေးဆွဲတယ်လို့ပြောတယ်မလားအခုစစ်မှုတန်းတတားတစ်ဆိုပြီးတော့အတင်းလိုက်ဆွဲလိုက်ဖမ်းလုပ်နေတာတွေဒါပြန်ပေးမှုပဲပြီးမှအဲ့ဒါအပေါ်အမိန်ပေးတော့ခိုင်းတာမှငင်းလို့မရဘူးအခုဒီမှာတောင်ညိုမှာဖြစ်နေတောင်ညိုရဲ့တနေရနောက်တနေရကဘယ်နေရလဲနောက်တနေရကအေယာဝတီတိုင်း နော်ပြောပြမယ်ဘာဖြစ်နေလဲဆိုတာတောင်ညိုအရင်ပြောမယ်တောင်ညိုမှာကကိုစည်းတဲ့ကျွန်တော်ဘက်ကိုပြောပေးပါအောင်နတ်တလင်းမြို့နယ်တောင်ညိုကွက်တစ်အောင်မြမာရွာထဲမှာယောက်ျားတွေမရှိတော့လို့ပတ်စံရှိတဲ့မိန်းမတွေဆိုတွေ့တာနဲ့ဖမ်းတော့တာပဲတယောက်မိရင်380နဲ့ရွေးခိုင်းနေတယ်မရွေးနိုင်ရင်ဖမ်းခေါ်သွားတယ်ပြောပေးမဲ့သူမရှိတော့လှုပ်ချင်တိုင်းလှုပ်နေကြတာ ရွာထဲကလူတွေလည်းအပြင်းအထန်မထွက်ရဲဘူးစစ်သားကနည်းနည်းရဲ့ရွာထဲကပြူတွေကပိုဆိုးနေတာကိုစီပြောပေးရမှရတော့ကိုစီပြောပေးမှရတော့မှမဟုတ်လို့ပါဗျာပတ်စံရှိတဲ့မိန်းမတွေဆိုအကြောင်းပြချက်လဲမရှိလဲဖမ်းနေတယ်ဗျာကျွန်တော်တို့ရွာလဲငတ်တော့မယ်ကိုစီရေးမိန်းမသားတွေအိမ်ထဲမှာပဲတနေကုန်နေနေရတယ်ကိုစီပြောပေးပါလားဗျာကိုစီပြောရင်ကျွန်တော်တို့ဘက်ကလည်းအားရှိမှာပါ ကျွန်တော်ကအုတ်ကြီးပမာဏနေဆိုအုတ်ကြီးကပမာဏနေမှန်းအောင်မတည်ဘူးတဲ့အတက်မပြည့်သေးတဲ့ခလေးတွေလဲမျက်နှာပစိုးချုပ်ပြီးအခုနှစ်လဲ9ရောက်ထပ်ဆွဲသွားပြန်ပြီကိုစီရေးတဲ့ကျွန်တော်တို့တောင်ညိုမှာတော်တော်အချိန်နေစိုးနေပြီကိုစီပြောပေးပါဗျာတဲ့ကဲဒါကတော့တောင်ညိုမှာเนาะနှစ်တလင်းမြို့နယ်တောင်ညိုကွက်တက်နှစ်တလင်းမြို့နယ်တောင်ညိုကွက်တက်မှာဒီစစ်ခွေးတွေကနည်းနည်းပြူခွေးတွေကအတက်မပြည့်သေးတဲ့ခလေးတွေကိုဒီနေ့ ဒီနေ့ဘယ်နေ့ရဲဆိုဒီနေ့16ရက်နေ့17လပိုင်း16ရက်နေ့မှာ9ရောင်မျက်နာကိုအဝတ်စီးပြီးတော့ဖမ်းခေါ်ရတယ်မိမရရင် မိမကစားဆွဲတယ်ပတ်စံရှိတဲ့အမျိုးသမီးတွေကတော့ပတ်စံ30 80 80ပေးပြီးတော့ပြန်ရွေးလို့ရပေမဲ့ပတ်စံမရှိတဲ့အတိုင်းဝိုင်းကြတော့ရွေးမနိုင်ဘဲနဲ့အဲ့ဒီသူတို့အနိုင်ကျင့်တဲ့မြောက်ခန်းနေရတယ်ဆိုတော့ကဲ PDF ရှိတဲ့ data တွေကြတော့ဘာဖြစ်လဲအကျန်းဖက်နှမားတွေရှိလို့ဘုံကျဲတာနဲ့ဘာလုပ်တာနဲ့ ကဲအခုဘာမင်းတို့ပြောသလိုဘာ PDF မှမရှိဘူးဘာ PDF မှမရှိတဲ့ဒေတာပြည်သူတွေကိုအဲ့လိုလိုက်ဒုက္ခပေးနေတာဒီတိုင်းပြည်ကိုစောက်ရှောက်တဲ့စစ်တပ်ရဲ့လှုပ်ရက်လားတပုံဓမြအကြမ်းဖက်အဖွဲ့တွေလှုပ်ရက်လားနော် PDF တွေအလင်းဝင်လာတယ်ဆိုပြီးတော့ဝါရဖြန့်ဘာလုပ်တယ်အောင်မေးရက်ွက်ထဲမှာအဲ့လိုအချိန်ပြောလျှောက်သွားတဲ့ကလေးတွေအခုလိုလျှောက်ဖမ်းလို့ရတဲ့ကလေးတွေအကုန်လုံးကိုဖမ်းလာတယ်ဖမ်းလာပြီးတော့ပတ်စံနဲ့လိုက်ရွေးခိုင်းတယ်အဲ့တော့ မိဘတွေဥမင်းသားချင်းအတော်တွေကမရှိရှိသာထုခွဲရောင်းချလာရွေးလို့ရှိရင်ဘာလုပ်လဲအနောက်မှာစာတန်းထိုးတယ်ဟမ် PDF တွေကိုမိဘရင်ဝင်ပြန်လဲအနှံနာတဲ့ဘယ်မှ PDF မဟုတ်ရက်ွက်တရားကလေးတွေအဲ့တော့ရွေးနိုင်တဲ့လူတွေကိုအဲ့လိုမိဘတွေကိုခံဝင်ထိုးခိုင်းပြီးတော့ပြန်ရွေးခိုင်းတယ်အဲ့တော့မိဘတွေကလည်းမဟုတ်ပါဘူးလို့ဘယ်လိုပြောရမလဲတူတားလွတ်ဖို့အရေးတောင်မှခံဝင်ထိုးပြီးကြောက်ကြောက်လန့်လန့်နဲ့ တောင်းတောင်းမှန်မှန်နဲ့ပတ်စံပေးပြီးရအောင်ယူလာလေဟာကျွန်မတို့ဟိုနေ့ပါဘလူးကပြောရဲမလဲဘလူးကမှမပြောရဲဘူးကျွန်တော်တို့လာမတိုင်ရဲဘူးเนาะအဲ့တော့ဒါပတ်စံပေးနိုင်တဲ့လူတွေပတ်စံမပေးနိုင်တဲ့လူတွေကိုဘာလုပ်လဲဆိုတော့တိန်းထားတယ်ဩရက်ွက်ထဲမှာအလှဲချမဲလိုက်နိုင်တယ်စစ်မှုထမ်းဥပဒေကိုပတ်စံရှိတဲ့အိမ်တိုင်းကပေါက်မှဆိုမင်းတို့ငှားဖက်မလားတိန်း180ပေးရမယ်တိန်း200ပေးရမယ်ပတ်စံရှိတဲ့လူကျတော့ရှိရှိမရှိရှိပေါ့တချို့ကြတော့မရှိရှိတာထုတ်ခွဲပြီးတော့ကိုယ်ခြေတန်းထွက်ရင်သိမယ်ဆိုတာသိတယ်လေ ်မူရဇေဝါစွရင်စွဲမစွဲရင်မတာပေါ်မှာဆိုတော့သိတယ်သူများနိုင်ငံနေစစ်မှုထမ်းဥပဒေဆိုတာကပြည်နိုင်ငံသားတိုင်းစစ်ပညာတတ်အောင်တင်တာအဲ့ဒီနှစ်နှစ်ဆိုနှစ်နှစ်ကာလအတွင်းမှာလဲအခွင့်အရေးအပြည့်အဝရတယ်နှစ်နှစ်ပြည့်ရင်လဲအော်တိုထွက်ခွင့်ရှိတယ်အခုအပတ်စဉ်တက်ကလူတွေအိမ်ပြန်ခွင့်ရပြီဆိုပြီးဝါဒဖြန့်တယ်ဘဒူးမှမယုံတော့ဘူးပြန်တိတ်ဝါပြန်ပြီယုံကြည်စရာမှမရှိတဲ့အ ayu ကျွန်တော်ပြောတယ်လေအဲ့အပတ်စဉ်တက်ကလူတွေအိမ်ပြန်မြို့ရပြီတော့ဝါဒဖြန့်နေတဲ့အချိန်မှာကျွန်တော်မေးတယ် အပတ်စဉ်တက်မှာလူကြီးဘလောက်စုခဲ့တာလဲအဲ့ဒီစုဆောင်ပြီးတော့တင်နန်းတက်ခဲ့တဲ့လူကြီးတွေထဲမှာကျမ်းမာရေးကြောက်သေဆုံးသွားတာဘယ်နှယောက်ရှိလဲနော်ရန်သူလက်မှာဖမ်းခံထိပြီးတုံ့ပန်းဖြစ်သွားတာဘယ်နှယောက်ရှိလဲပြီးလို့ရှိရင်တိုက်ပွဲမှာသေသွားတာဘယ်နှယောက်ရှိလဲပြီးရင်ခြေပြက်လက်ပြက်ဖြစ်တာဘယ်နှယောက်ရှိလဲပြီးလို့ရှိရင်အားလုံးပေါင်းကြံတဲ့တဲကအယိုးပြန်ခွင့်ပေးလိုက်တာဘယ်နှယောက်လဲအဲ့ဒီအချက်၆ချက်ကိုငါတို့ပြည်သူကိုမရှင်းပြနဲ့မင်းတို့စစ်သားစစ်သားချင်းရှင်းပြလားလို့ ရှင်းပြတယ်ဆိုလို့ရှိရင်တော့ဒါဆိုရင်မစိုးဘူးကြိုးစိုးတယ်ထောက်ခံပေးတယ်အာမစိုးဘူးကတို့တွေတိတက်သားပဲလို့လက်ခံပေးလိုက်မယ်မရှင်းပြပါဘူးငါကြားသလောက်တော့မင်းတို့စစ်သားအချင်းချင်းလည်းမရှင်းပြဘူးအဲ့မရှင်းကြပဲနဲ့အပတ်စဉ်တက်ပြန်ပြီဆိုတော့ဘလို့လက်ခံပေးရအဲ့ဒါအဖြေပဲနော်စစ်သားသားသမီး၄၅ယောက်လောက်ကိုအိမ်ပြန်ခိုင်းပြီးတော့ဗီဒီယိုရိုက်တင်ရောမရဘူးလားရတယ်လေဒါကလွယ်လွယ်လေးဟုတ်တယ်မလားအဲ့တော့ပြည်သူကိုကာကွယ်တဲ့စစ်တပ်လားပြည်သူကိုဒုက္ခပေးနေတဲ့စစ်တပ်လားအဲ့ဒါရှင်းချင်းလေးပဲ ်ကျွန်တော်တို့စစ်တပ်ကိုမုန်းလို့တော့ဒီနေရာမှာတခုရှိတယ်เนาะကျွန်တော်အမြဲပြောတယ်စစ်တပ်လို့တုံးတုံးတာဒီအောက်ခြေအရာရှိအကြက်စစ်တီတွေကိုကျွန်တော်တို့တွားပြီးတော့စကားထက်ပြောလို့မရဘူးအောက်ခြေအရာရှိအကြက်စစ်တီတွေကဘာလို့မှစစ်တပ်နဲ့ပတ်သက်လို့လှုပ်ခွင့်မရှိဘူးအမိတ်ဘေးကြီးလှုပ်ပဲဒါပဲကျွန်တော်တို့စစ်တပ်လို့ပြောတဲ့စကားဒီစစ်တပ်ကိုစစ်တပ်ဆိုတဲ့စကားလုံးကိုကိုစားပြုတာဒီစစ်ဒီလက်ငါးချောင်းမပြည့်တဲ့စစ်ဘုံချုပ်တိုင်းဝိုင်းမဲ့အဲ့ဒါကိုပြောတာဒါအောင်လဲနားလဲဖို့လိုတယ်ဒါကတော့အခုတောင်ကျုံမှာကဲအဲ့လိုဒုက္ခပေးနေတာเนาะ ်ပြီးလို့ရှိရင် PDF ဆိုပြီးတော့ဘာလုပ်မလဲ PDF တွေလက်မှတ်ထိုးပွဲတယ်ဆိုပြီးတော့လောက်အောင်မယ်เนาะနောက်တစ်ခုကဒီမှာကဲတောင်ညုံမှာရှိတဲ့ဒီခွေးတွေခမားတို့ရဲ့လောက်ရက်ကတော့မကောင်းဘူးဗျာကို့တားသမီးကို့မိသားစုကိုအဲ့လိုလုပ်ရင်ခမားတို့ခံနိုင်လားအဲ့ဒါလေးပဲတွေးပါเนาะအော် PDF တွေဖမ်းကန်ဒီမှာလို့ PDF တွေလက်တောက်ဘာခဏထားနိုင်ဝင်လားခမားတို့ရဲ့တာသမီးခမားတို့ရဲ့ဒူတာကိုဒီလိုမျိုးလုပ်မယ်ဆိုခမားတို့လက်ခံနိုင်လားကြီးပြူနိုင်လား အတွေးတွေးပါ ကိုယွာမာတဲ့ယွာမာငခုတ်ထဲမှာဟိုနမအုပ်ထဲမှာငခုတ်ပုံပုံစံမျိုးမတွေးပါနဲ့နော်ကျွဲချေရွက်ထဲမှာအကျယ်ကြီးဆိုပြီးတော့ကိုယ့်ကိုအကောင်လို့မထင်ပါနဲ့သူများယွာတွေသူများဒေတာတွေသူများနိုင်ငံတွေနဲ့နှိုင်းရှင်ပါကိုတွေဘဝဘယ်ဘဝရောက်နေလဲကိုယ့်နိုင်ငံဘယ်အဆင့်ဖြစ်နေပြီလဲကြည့်ပါနော်နောက်တစ်တရွာကတော့တရင်မွေးတဲ့အင်းလေးကန်တာရတော့မဟုတ်ဘူးယောသားကြိုးစားခိုးစားတဲ့အေယဝတီဒါပြောင်ကြီးတိမ့်စိန်နော်တို့အေယဝတီ ကျွန်တော်အေယာဝတီတို့မပြောဘူးနော်ပြောင်ကြီးတိမ့်စိတ်အေယာဝတီပြောတာမကောင်းတာဆိုပြောင်ကြီးကောင်းကောင်းတာဆိုကိုစီကောင်းမလို့မရဘူးနော်တိလာအဲ့ဒီအေယာဝတီမှာဖြစ်နေတာကအေယာဝတီကျွန်တော်ဒီမှာဟိုလုံချုံရေးရပြောတဲ့ဒူတွေကိုလည်းကျွန်တော်ခြံလှန့်ထားမယ်နော်ဘာဖြစ်လို့ဆိုတော့ဒါသူတို့တွေရဲ့လုံချုံရေးရကိုကျွန်တော်အဲ privacy ရထိန်ချန်ပေးထားမှာဖြစ်တဲ့အတွက်လုံချုံရေးရကျွန်တော်မပြောဘူး AOD တိုင်းမြောင်းမြခရိုင်အိမ်မဲမြို့နယ်ပလဲချောင်ကြီးွာတဲ့ နော်ရွာမှာအဲ့အခုဆိုရင်ចောင်းသားတွေကြိုတင်မဲ့ပေးနေရပြီပလဲချောင်ကြီးရွာမှာအရာဝတီတိုင်းမြောင်းမြမြို့နယ်ပလဲချောင်ကြီးရွာမှာကြိုတင်မဲ့ပေးနေရပြီတဲ့ဒီလ25ရက်နေ့ပညာရေးကောလိပ်ပြန်တက်ရမယ်ကလေးတွေကိုပေးခိုင်းတာတဲ့ရွာမှာစစ်မှုထမ်းကြီးလဲတအိမ်ကို8000កောက်ထားပါတယ်တဲ့25ရက်နေ့နောက်ဆုံးထားပေးရမယ်လို့လည်းပြောထားပါတယ်တဲ့ကိုစည်းတဲ့အတက်ပြည့်တာ6-9ရောက်လောက်ပါတယ် စေအိမ်မှုအမျိုးတွေဖြစ်လို့မပေးရပါဘူးတဲ့เนาะဒါကတော့အေယာဝတီတိုင်းမြောင်းမြမြို့နယ်မြောင်းမြခရိုင်အိမ်မဲမြို့နယ်ပလဲချောင်ကြီးရွာကဲအေယာဝတီတိုင်းမှာဖြစ်နေတာအဲ့တော့ဒီကာလဒီမှာကျွန်တော်အုပ်ကြီးတွေကိုပြောချင်တာကတော်လှန်ရေးအလွန်ကာလဆိုတာရှိပါတယ်เนาะငါတို့ရဲ့တမိုင်းမှာအချိန်တိုင်းတက်ကပဲနိုင်ွားမယ်ဆိုရင်တော့ကြိုက်တယ်လို့လို့ပါဒါကျွန်တော်အကောင်းပြောတာပါချိန်ချောက်တာတည်းမဟုတ်ဘူးဟို အမှုမဲ့အမှတ်မဲ့ဖြစ်နေမှာဆိုလို့နံပါတ်၁စိတ်ရာဇဝိခုံယုံမှာ အမိတ်ပေးလို့လောက်ကပါတယ်လို့အလီပိုင်တက်တယ်ကွန်ပလိန်တက်ခွင့်မရှိဘူးနော်နော်အဲကျွန်တော်အမိတ်ပေးလို့ကျွန်တော်လောက်ကပါတယ်လို့ပြောလို့မရဘူးနော်ကိုလောက်တဲ့ရာဇဝိမှုကိုကိုတိုင်ခံယူရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကာလမှာအုတ်ကြီးတွေအနေနဲ့ဂယုဆိုင်ပါခမရတော့လုံနေတဲ့အလုပ်တွေကိုယ်တူများလုပ်ရင်ခံနိုင်လားဆိုတဲ့အသွေးလေးတစ်ခုလောက်ပဲတွေးပေးပါ ိုကြီးစာတရားဆိုတာဘယ်မှမစားဘူးအဲ့ခါစားအဲ့တော့အခုလိုမျိုးစစ်မှုထမ်းခြင်းတွေမတရားကောက်မယ်နော်အခုမနေ့က live ပေါ်မှာအေပင်ကိုလမ်းမျိုးတင်ထားတာတွေ့တယ်သူ့မယားကမီးပွားတာရက်ပိုင်းပဲရှိသေးတယ်ကျမ်းမာရေးမကောင်းဘူးလားမသိဘူးအဲ့ဒါလင်ကိုဖမ်းသွားတယ်စစ်မှုထမ်းတယ်ကိုတောင်းပန်တာလည်းဘလို့မှတောင်းပန်လို့မရဘူးတစ်ချက်နောက်တော့ဒါအီဒင်ကိုတို့ဘာတို့ကစလိုက်တယ်ဆိုတော့ဆယ်လီဒီတို့လိုက်တော့ပြန်လှုပ်ပေးလိုက်တယ်နောက်တနေ့ကကြတော့ ဘာဖြစ်တာလဲဒီအဲတားနှစ်ယောက်ကိုစစ်မှုထမ်းနဲ့ပါသွားပြီနော်အနောက်မှာတမိနှစ်ယောက်လားသုံးယောက်လားမသိရှိတယ်ကြံတဲ့လေငိုပါမှတ်ပုံတင်သွားလို့တာဘာမှအစစ်စင်းမင်းများမကြည့်စွဲပြီးစစ်မှုထမ်းနဲ့ခေါ်သွားလို့ဒီတားနှစ်ယောက်ရဲ့အိမ်တော်စုဇယားကောဒါကျွန်တော်တို့မိသားစုကတားနှစ်ယောက်စစ်မှုထမ်းနဲ့ရောက်နေပါပြီ ဒါယောက်ျားကျမကိုရှာကျွေးနေတာပါဒီကလေးတွေနဲ့ပြောတာကိုဘလို့မှပြောလို့မရဘူးဓာတ်ပုံလေးပြပေးလည်းမရဘူးအိမ်သာစုဇေဟပြပေးလည်းမရဘူးအကုန်မောင်းထုတ်လို့အဲ့ဒီအမျိုးသမီးကငိုဟဲရည်ရဲနဲ့လိုင်းပေါ်တင်းလာတာအားလုံးတွေ့ပဲဖြစ်မယ်အဲ့တော့ဒါစစ်မှုထမ်းဥပဒေကြောင့်ဘဝပြတ်နေတာအဲ့တော့တနည်းအားဖြင့်စစ်မှုထမ်းဥပဒေဆိုတာတိုင်းပြည်မှာတရားဝင်ဓမြတိုက်ခွင့်ပြန်ပေးဆွဲခွင့်လုပ်ပေးတဲ့ဥပဒေလို့ပဲကျွန်တော်တို့အောင်မြင်တယ်နံပါတ်1ဓမြတိုက်မယ်နံပါတ်2ပြန်ပေးဆွဲမယ် အဲ့ဒါကိုဘယ်လိုခေါ်လဲစစ်မှုထမ်းဥပဒေခေါ်တယ်ဒါကြောင့်မလို့ဒီနေ့ကစပြီးတော့ဓမြမှုတို့ပြန်ပေးမှုတို့ကိုစစ်မှုထမ်းမှုလို့ခေါ်ပါဘာဖြစ်လို့လဲတရားဝင်ဓမြတိုက်ခွင့်ပြန်ပေးဆွဲခွင့်ကိုမင်းအောင်နိုင်ကပေးထားပြီးတော့အောက်မှာလူစိတ်မရှိတဲ့အောက်ပန်းစားတွေကပြည်သူပြည်သူချင်းရုပ်ပဲ့နေတာအဲ့တော့ဒီနေ့တော်နိုင်ရေးကကျွန်တော်တို့တွေကလေဟိုဂဲလာရအောင်ကြည့်မယ်ဆိုရင်နံပါတ်1လေရင်ဘေးကဘုံကျဲတယ်လေရင်ပိုင်းလော့တွေကကျဲလာလေရင်ကြီးကတက်လာပြီးကျဲတာမဟုတ်ဘူးမင်းအောင်နိုင်ကိုယ်တိုင်နဲ့လာကျဲတာမဟုတ်ဘူး တော့နံပါတ်1ပိုင်းတော့တယ်နံပါတ်2ရက်သေးရွာတဲ့ပြည်သူကိုဒုက္ခပေးနေတာမင်းအောင်လိုက်ကိုယ်တိုင်စင်းရင်ဒုက္ခပေးတာလားစစ်သားတွေလိုက်ပေးတာလားစစ်သားဆိုတာစစ်ကြောင်းထိုးတဲ့ချိန်ကျမှတွားတာဘာမှ PDF တွေမရှိတဲ့ data တနိုင်ငံလုံးအနှက်မှာပြည်သူကိုဒုက္ခပေးနေတာဒီလက်ရှိမင်းအောင်လိုက်ထောက်တိုင်လုပ်နေတဲ့အုပ်ကြီးကြီးနော်အဲ့တော့ဒီနှစ်ရက်ကိုကျွန်တော်တို့တွေရန်ကပြတ်ဖို့လို့တယ်ခဲလာနေတာအဲ့ဒီနှစ်ရက်ကလာနေတာအဲ့ဒီနှစ်ရက်ကထွက်လာတဲ့အပေါက်ခဲပေါက်ကို ိတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ပြည်သူအတွက်အများကြီးအကာအကွယ်ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မလို့တော်လန်နေကြတဲ့အင်အားစုတွေအားလုံးကိုကျွန်တော်တို့အကြံဉာဏ်ပေးချင်တာကအဲ့ဒီအပေါက်နှစ်ပေါက်ကိုခမားတို့ပိတ်နိုင်အောင်အရင်ကြိုးစားပါဒါဆိုရင် ပြည်သူတွေအတွက်တော်တော်အကာအကွယ်ရပါပါလိမ့်မယ်အဲ့တော့ဒုက္ခရောက်နေတဲ့ပြည်သူတွေဒုက္ခနဲ့ကင်းလွတ်ပါစေခွေးဆွဲခံရခြင်းမှကင်းဝေးကြပါစေနော်ကျွန်တော်တို့မြန်မာနိုင်ငံကတော့ဘယ်နှစ်ပြန်ပြီးအေးချမ်းမလဲဆိုတာပြောလို့မတတ်သေးဘူး တေချာလာတော့ဒီအာနာယူတွေရှိနေတယ်မြတ်ကျွန်တော်တို့တိုင်းပြည်ဘယ်တော့မှငြိမ်းချမ်းခြင်းအစစ်မှန်ကိုရမှာမဟုတ်ပါဘူး